ဂျင်ဖော်ဇလန်တွဲမှာတွဲပြီးတော့တရုတ်ဆောင်ခဲ့တဲ့မင်းသားနှလန်းနဲ့ဝိုင်းပြီးတော့သဘောတူနေတဲ့အပေါ်မှာဖြည့်ရှင်းလာတဲ့ဆိုပြေသစဉ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Sally Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ဆိုပြည့်တစဉ်ကတော့အနုပညာလောကထဲမှာငယ်ရွယ်စဉ်ကလေးကနေရက်တည်လာပြီးတော့အခုချိန်ထိတိုင်အောင်မြင်မှုတွေကိုထိမ့်သိမ်းထားနိုင်စေနာမည်ကောင်းနဲ့ရက်တည်နေတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါရစေ။ဆိုပြည့်တစဉ်ကအရင်တုန်းကတော့ဟင်းဝင်းရနဲ့ငယ်စဉ်ဆိုပြီးတော့ပရိသတ်တွေဝိုင်းပြီးတော့ရှစ်တာခံခဲ့ရပေမဲ့အခုလက်တလုံးမှာဆိုလို့ရှိရင်တော့ဂျင်ဖော်ဇလန်တွဲပြသလို့အပြီးမှာ နေထွန်းတဲ့ပရိသတ်တွေကအပြစ်မှာ ပါသဘောတူနေကြတာလည်းဖြစ်ပါတယ်။ဂျင်ဖော်ဆိုတဲ့ဇလန်တွေထဲမှာနေထိုးတဲ့ဆိုဖြစ်တဲ့စင်ကအတွဲညီညီတရုတ်ဆောင်ခဲ့တဲ့အတွက်သူတို့ရဲ့ဇဝင်ကန်လေးတွေကလည်းပြိတိကြားထဲမှာတကယ်ကိုပောက်ခဲ့တဲ့ဇဝင်ကန်တွေဖြစ်တဲ့အပြင်ပြင်လက်တွေ့ဘဝမှာပါဆိုဖြစ်တဲ့စင်ရဲ့နေထိုးကိုတွဲသားခြင်းနဲ့ဆိုပြီးတော့ဝိုင်းပြီးရှင်းနေကြတာလည်းဖြစ်ပါတယ်။နေထိုးတဲ့အပြင်ကိုမှဆိုင်းစီတွန်ခန်းလေးကိုလည်းဆိုဖြစ်တဲ့စင်ကိုသဘောတူနေကြတာလည်းဖြစ်ပါတယ်ရှင်။ပြိတိကြားတော့ကိုချေရတဲ့မင်းသားမင်းသမီးတွေကိုတကယ်ကို နှစ်နှစ်ကကအားပေးကြပြီဆိုလို့ရှိရင်အပြင်လက်တွေးဘဝရင်းမှာပါတွေးစီကျင်ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဇလန်တွေးထဲမှာတကယ်ကိုထီမိတဲ့ character ကိုသရုပ်ဆောင်ပြီးတော့အပြင်လက်တွေးနဲ့ပါတစ်ထက်သေးကြနေတယ်လို့မျိုးခံစားရတဲ့အတွက်ကိုအပြင်မှာစူပြည့်တဲ့ခြင်းကိုနေထွန်းနေပဲဖြစ်ဖြစ်စိုင်းစီတွန်ခံနေပဲဖြစ်ဖြစ်သဘောတူတယ်ဆိုပြီးတော့ဝိုင်းပြီးရှင်းနေကြတာလည်းဖြစ်ပါတယ်။ဒီအပေါ်မှာစူပြည့်တဲ့ခြင်းကမင်းသားတွေမှာလည်းဂုံတိတ်ခါရှိတယ်လို့သူတို့ရဲ့အကောင်မလေးတွေရှိရဲဆိုရင်လည်းဒီလိုမျိုးရှင်း နေကြတဲ့အပေါ်မှာတမျိုးတမျိုးဖြစ်မှာဆိုတဲ့အတွက်ကိုဆိုပြတဲ့စဉ်ကဖြည့်ရှင်းလာတာဖြစ်ပါတယ်။ဆိုပြကိုယ်တိုင်ကလည်းမိန်းကလေးဖြစ်တဲ့အတွက်ကိုချင်းတရားကိုတန်ဖိုးထားတဲ့အတွက်အခုလိုမျိုးသဘောတူနေတာတွေကိုရက်တန်ပေးဖို့အတွက်ကိုဆိုပြကမြေတားရက်ခံပြီးတော့စာလေးတင်လာတာလည်းဖြစ်ပါတယ်ရှင်။အဲလိုမျိုးကိုချင်းသိခါတရားကိုတကယ်ကိုတန်ဖိုးထားတဲ့ဆိုပြလေးကိုပရိသတ်တရားတော့ဝိုင်းပြီးတော့ချစ်နေကြတာလည်းဖြစ်ပါတယ်ရှင်။ ဆိုဖြစ်တဲ့စဉ်ကဆယ်ကျော်သဘဝတွေကနေပြီးတော့အနုပညာလောကတွေကိုရှောင်လန်းလာတဲ့မိန်းကလေးဖြစ်ပြီးတော့နာမည်ပြတ်မရှိဘဲနဲ့အနုပညာလောကတွေမှာအခုချိန်ထိအောင်လှပဖူပွင့်စွာနဲ့ဝေစာနေတဲ့အနုပညာရှင်မင်းသမီးတစ်လက်ဖြစ်ပါရင်ဆိုဖြစ်တဲ့စဉ်ကဟေးဝေရနဲ့လည်းငယ်စဉ်အတွေ့လေးဆိုပြီးတော့ဝိုင်းရှစ်တာကိုခံခဲ့ရဖို့ပါရင်ဆိုဖြစ်တဲ့စဉ်နဲ့ဆိုလို့ရှိရင်တော့ပရိသတ်တီတီမကဘဲနဲ့နေဆက်တဲ့ဆွေမျိုးအတိုင်းဝိုင်းနေရပါသူတို့နှစ်ယောက်ကိုသဘောတူနေကြတာလည်းဖြစ်ပါရင်ဒါပေမဲ့လည်း ်သူတို့နှစ်ယောက်ကတော့အခုချိန်ထိအနုပညာမောင်နှမအဖြစ်ရှိနေသေးပါပဲဆိုပြီးတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုညှင်းဆို့ထားတာလည်းဖြစ်ပါရဲ့ရှင်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ဟာတကယ်ကိုလိုက်ဖက်တယ်ဆိုပြီးတော့ပရိသတ်တွေကစားနောက်ခဲ့ကြတာလည်းဖြစ်ပါရဲ့။ပရိသတ်တွေကဟင်းဝီရံနဲ့ဆိုပြတဲ့စဉ်ကို ရှစ်တုံးကတော့ဆိုပြတဲ့စဉ်နေနဲ့ပြင်းပြင်းထန်ထန်ညှင်းပယ်ထားတာမျိုးအခုလိုမျိုးစာတင်ပြီးတော့ပြောထားတာမျိုးမရှိပေမဲ့ဂျင်ဖော်ဇလန်တွဲရိုက်ကူးအပြီးမှာနေထွန်းနဲ့ဆိုင်းစီတွန်ခန်တို့နှစ်ယောက်နဲ့ဆိုပြတဲ့စဉ်ကိုဝိုင်း င်းပြီးတော့ရှင်းကြတဲ့အပေါ်မှာတော့စူပြည့်တစဉ်ကအခုလိုမျိုးစာလေးတင်ပြီးတော့ဖြည့်ရှင်းလာတာလည်းဖြစ်ပါတယ်။အဲဒီအပေါ်မှာပရိသတ်ကြီးဘယ်လိုမြင်လဲဆိုတာကောမန့်လေးထဲမှာရေးပေးသွားကြပါအောင်ရှင်။ Top Sally Page ကနေပြီးတော့အမှုပညာရှင်ရဲ့တင်အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါမယ်။ဒါကြောင့်မို့ Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းတောင်းဆိုလိုက်ပါတယ်ရှင်။